ျွန်တော်ရဲ့ခန္ဓာကိုယ်မှာရင်ဘတ်နေရာက အောက်တိုင်းနှလုံးရောဂါမဟုတ်ပါဘူး။တစ်ခါတလေမှာရင်ဘတ်အောက်တဲ့အရာကဖန်နေ attack လို့ခေါ်တဲ့စိတ်ကြောက်ရင်ဘတ်အောက်တာလည်းဖြစ်နိုင်ပါတယ်။ဒီနေ့မှာတော့ကျွန်တော်ကဖန်နေ attack လို့ခေါ်တဲ့စိတ်ကြောက်ရင်ဘတ်အောက်တာနဲ့ heart attack လို့ခေါ်တဲ့နှလုံးတကယ်ထိကြိုက်ပြီးတော့နှလုံးသွေးကြောပိတ်ပြီးတော့ရင်ဘတ်အောက်တာဘယ်လိုမျိုးခွဲခြားလို့ရလဲဆိုတာကိုပြပြပေးသွားမှာဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါ။ကျွန်တော်ကတော့ဒေါက်တာတီဟန်ထုံးပဲဖြစ်ပါတယ်။တချို့တွေလည်းကြုံကြမယ်လို့ထင်ပါတယ်။ ရက်ွက်ထဲမှာ ဖြစ်တတ်တယ်။ဟာရင်မတ်တွေအောက်လာပြီးမောလာပြီးကျက်လာပြီးသက်ရှင်မောဖြစ်လာပြီ။အထူးသဖြင့်ရှုတော်မျိုးသမီးမှာဖြစ်တတ်တယ်။ငယ်ရွယ်တဲ့မျိုးသမီးတွေမှာလည်းဖြစ်တတ်တယ်။အိမ်ရလူကြီးနဲ့ရံဖြစ်တဲ့အိမ်ရအမျိုးသားနဲ့ရံဖြစ်တဲ့စိတ်ကောက်တဲ့ပြီးတော့အဲ့လိုမျိုးဖြစ်သွားတယ်။ပြလို့ရှိရင်မေးကြီးလိုက်လို့ရှိရင်လည်းခဏခဏဒီလိုမျိုးဖြစ်နေကြပဲအဲဒါဆိုလို့ရှိရင်ဒါဒီ panic attack ဖြစ်ပါတယ်အဲ့တော့ဒီနှစ်ခုကိုဘယ်လိုခွဲခြားမလဲဆိုလို့ရှိရင် panic attack ဆိုတာကအဓိကအားဖြင့်စိတ်ကြောက်ဖြစ်တာဖြစ်ပါတယ်အဲ့တော့သူ့ရဲ့ ဖြစ်ပုံဖြစ်နေကဘလို့ဖြစ်တယ်ဆိုလို့ရှင်ရုပ်တရက်ထဖြစ်တာမျိုးဖြစ်ပါတယ်အဲ့တော့ဘလို့မျိုးဖြစ်လဲဆိုရင် stress တွေများနေတဲ့အခြေအနေနဲ့ကြုံတွေ့ပြီးတဲ့အခါမျိုးမှာအဲရံဖြစ်လိုက်တယ်အိမ်ကလူကြီးနဲ့ရံဖြစ်တယ်မျိုးသားနဲ့ရံဖြစ်တယ်အဲ့လိုအခါမျိုးမှာဖြစ်နိုင်တယ်ဘို့မဟုတ်ဒီကိုယ့်ရဲ့စိတ်ပိစီမှုတွေရံများလာတဲ့အခါမျိုးမှာဖြစ်တတ်တယ်ရုပ်တရက်ထဖြစ်လာတာမျိုးဖြစ်ပါတယ်ပြီးလို့ရှိရင်သူ့ရဲ့အောက်တဲ့ဒီရံမတ်ပုံစံကတိတိကျကျရှိတယ်ဟုတ်ပြီအောက်ပြီဆိုလို့ရှိရင်လည်းသူကဒီစုကနေအောက်တယ် နော်ပြီးလို့ရှိရင်မောပြီးတော့အောက်တယ်ဒီလိုမျိုးတွေသူတို့ပြောတတ်တယ်အသက်ရှင်မောပြောတတ်တယ်နောက်တစ်ခုကသူတို့ကြည့်လိုက်မှဆိုလို့ရှိရင်လည်းဟောဟဲဟောဟဲဖြစ်နေတတ်တယ်အဲ့တော့အသက်ရှင်မြန်နေတတ်တယ်အဲဒါပြေုံမှာသူရဲ့ပုံစံကိုကြည့်လိုက်မှဆိုရင်တချို့တွေမှာကနာမငိမ့်တဲ့ပုံစံမျိုးဖြစ်နေတဲ့ပြောချင်တာကတော့စိတ်လှုပ်ရှားနေတဲ့ပုံစံဖြစ်ပါတယ်အဲတချို့တွေလည်းမောရဲမောရဲဆိုပြီးတော့စိတ်လှုပ်ရှားတာအပြေအမဒီဒေါသထွက်တာမျိုးလည်းရှိနိုင်တယ်เนาะဒါကတော့သူ့ရဲ့လက္ခဏာတွေဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ heart attack လို့ခေါ်တယ်တကယ်နှလုံးထိခိုက်ပြီးတော့ရှင်မအောက်တာဆိုလို့ရှင်ဘယ်လိုမျိုးဖြစ်နိုင်လဲ heart attack ဆိုတာကဒီနှလုံးတကယ်ထိခိုက်သွားတာဖြစ်ပါတယ်နှလုံးသွေးကြောတွေပိတ်ပြီးတော့နှလုံးကြက်သားပုတ်ပြီးတော့နှလုံးပြက်စီးသွားတာဖြစ်ပါတယ်အရန်အနေရရှိတဲ့ယောဂတစ်ခုဖြစ်ပါတယ်ချိန်မီမကုသအောင်ဆိုလို့ရှင်အသက်အနေရထိဖြစ်နိုင်ပါတယ်အဲ့တော့ဒီယောဂကနှလုံးသွေးကြောပိတ်လို့ဖြစ်သွားတဲ့ယောဂဖြစ်ပါတယ်အော်သူကရုပ်တရက်ထဖြစ်တာမျိုးမဟုတ်ဘဲနဲ့သူကဖြည်းဖြည်းချင်းဖြစ်တာမျိုးရှိရဲ့တချို့တွေမှာတော့ရုပ်တရက်ထဖြစ်တာမျိုးလည်း ရှိပါတယ်။ဟုတ်ပြီဒါကတော့သူဖြစ်ပုံဖြစ်နေဖြစ်ပါတယ်။ယောဂလက္ခဏာအနေနဲ့ဆိုလို့ရှိရင် तू ကအဲထူးခြားတဲ့အခြေအနေထူးခြားတဲ့ရင်ဘတ်အောက်တဲ့ပုံစံရှိပါတယ်။အဲ့တော့ तू ကဒီရင်ဘတ်အလေတဲတဲကအောက်တယ်။ကြောနဲ့ရင်နဲ့ညှက်ပြီးတော့အောက်တာဖြစ်ပါတယ်နော်။အဲ့တော့တချို့တွေဆိုပြောကြတယ်အာကျွန်မရင်ဘတ်ကြီးကိုဆင်းတက်နင်းထားသလိုပဲအဲ့လိုအောက်တယ်နော်။တင်းကြက်ကြက်နော်။ ဆုပ်ဆွဲထားသလိုအောက်တယ်ဒီလိုမျိုးတွေဖြစ်တတ်ပါတယ်เนาะအဲ့တော့ကြောင်းနဲ့ရင်နဲ့ညှက်ပြီးတော့အောက်တာဖြစ်ပါတယ်တချို့တွေမှာဆိုလို့ရှိရင်တော့ဒီကျွန်တော်ဘဲဘက်လက်မောင်းပေါ့เนาะဘဲဘက်လက်မောင်းဘဲဘက်မေးယိုဒီလိုနေရာတွေမှာအောက်တာမျိုးလည်းရှိတတ်တယ်အဲ့တော့သူ့ရဲ့အောက်တဲ့ပုံစံကထူးခြားပါတယ်เนาะပြီးလို့ရှိရင်သူကအောက်တဲ့ဟာကအရန်အဲခံရခက်တဲ့တဲမှာပါဝင်ပါတယ်ပြီးလို့ရှိရင်သူ့ရဲ့လက္ခဏာတွေအနေနဲ့ဒီချွေးစည်းပြန်တာသွေးပေါင်ပြုတ်ကြတာမောတာ ီလို့ရှိရင်ခေါင်းမူးတာဒါမျိုးတွေဖြစ်နိုင်တယ်တကယ်လို့သွေးခုန်တော့ဆန်းကြည့်မယ်ဆိုလို့ရှိရင်လည်းဒါအဲတချို့တွေမှာဆိုလို့ရှိရင်သွေးခုန်တော့ဆန်းလို့မရတာမျိုးဖြစ်နိုင်တယ်သွေးပေါင်ချိန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းသွေးပေါင်ချိန်လို့မရတာမျိုးဖြစ်တတ်တယ်အဲဒါမျိုးဆိုလို့ရှိရင်တော့အန်ရဲ့အရန်ရှိနေပြီဖြစ်ပါတယ်ဟုတ်ပြီဒါကယောဂလက္ခဏာအနည်းနဲ့ခွဲကြတာဖြစ်ပါတယ်တချို့လက္ခဏာတွေကတော့ဆင်းတယ်ဒါပေမဲ့ရေဘက်အောက်ဘုံအောင်နေရကြတော့ကွဲပြားပါတယ်နော်ဟုတ်ပြီအဲ့တော့ဒါပေမဲ့တစ်ခါလေးမှကျတော့ခွဲကြရခက်တာမျိုးလည်းရှိတယ်အဲ့တော့ဒီစိတ်ကြောက်ဖြစ်တဲ့ panic attack ရောဂါဝိညာဉ်ရှင်တွေကိုမေးလိုက်မယ်ဆိုလို့ရှိရင်သူတို့တွေကအဲတခါကြီးဖြစ်တတ်တယ်အာဆုပ်ဆွဲထားတယ်လို့အောက်တယ်အဲ့လိုမျိုးကြီးလဲအဖြေတာမျိုးကြီးလဲဒါကြုံပြီးတယ်ပေါ့နော်အဲ့တော့ပြောမယ်ဆိုတခါတလေမှာခွဲကြရခတ်ပြီဆိုလို့ရှိရင်ကျွန်တော်ကဘာလေးလုပ်လို့ရလဲဘာလေးလုပ်လို့ရလဲဆိုလို့ရှိရင်ဒါတချို့တွေသိတယ် ECG ဆွဲလို့ရတယ်နော်အဲ့တော့ ECG ဆက်ကဈေးကန်းတွေမှာရှိတယ်အဲ့တော့ဈေးကန်းမှာ ECG ဆွဲပြီးတော့ကျွန်တော်က ယောဂါသည်ဖန်နေတက်ခေါဖြစ်တာလားတကယ်ပဲဟတ်တက်ခေါဖြစ်တာလားဆိုတာကိုဖွဲခြားလို့ရပါတယ်အဒါပြေုံမှာဒီနှလုံးရဲ့ enzyme ပေါ့နော်ကားရဲ့ enzyme လို့ခေါ်ပါတယ်နှလုံး enzyme ကိုစစ်ကြည့်မှဆိုလို့ရှိရင်လေဒီစိတ်ကြောက်ဖြစ်တာက enzyme ကပုံမှန်ပဲဖြစ်ပါတယ်အဲတကယ်နှလုံးဟတ်တက်ဖြစ်ပြီဆိုလို့ရှိရင်တော့ဒီနှလုံးရဲ့ enzyme တွေနော်ကားရဲ့ enzyme တွေတက်နေမှာဖြစ်ပါတယ်ဒါပြေုံမှာကျွန်တော်ဒီနှလုံးကိုအကြည့်တဲ့ဆက်တွေရှိတယ်အဲဒီဆက်တွေ ਨੇ အကြည့်လိုက်မှဆိုလို့ရှိရင်လေဒီနှလုံးတကယ်ထိကြိုက်တဲ့ heart attack ဆိုလို့ရှိရင်ဒါနှလုံးမှာ ပုံစံချင်းနေတာပြောင်းနေတာမျိုးတွေ့ရမှာဖြစ်ပါတယ်เนาะဒါကတော့ခွဲကြလို့ရတဲ့နီလန်တစ်ခုခွဲရလို့ရနီလန်နေဖြစ်ပါတယ်เนาะအဲ့တော့ယောဂလက္ခဏာအနေနဲ့ခွဲကြမယ်ဆိုလို့ရှင်เนาะဒီရှင်ဘက် အောက်တဲ့ပုံစံနဲ့ဒါအများအဖြစ်ခွဲကြလို့ရတယ်ဒီခါလေးတော့ကျွန်တော်တို့ခွဲကြရခက်တာမျိုးရှိတယ်အဲ့ဒီခါမျိုးမှာဆိုလို့ရှင်เนาะ ECG နဲ့ခွဲကြလို့ရတယ်ပြီးလို့ရှင်ဒီ cardiac enzyme လို့ခေါ်တဲ့နှလုံး enzyme တွေနဲ့ခွဲကြလို့ကြာအခုကျွန်တော်ပြောသွားတဲ့အချက် ကကြာတော့ဒီ heart attack လို့ခေါ်တဲ့နှလုံးသွေးကြောပိတ်ပြီးတော့ဒီမှာအောက်တာနဲ့ ဖိုင်နယ်အထက်ခလို့ခေါ်တဲ့ဒီစစ်ကြောရမအောက်တာဘယ်လိုလဲဆိုတာကိုပြပြပေးသွားတာဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်အသိဉာဏ်ရှိရင်ကွန်မန့်မှာမေးလို့ရပါတယ်တနင်္လာညကျွန်တော်ဖြေပေးပါမယ်မဖြေနိုင်တာရှိလို့ရှိရင်လည်းနောက်ဗီဒီယိုလေးတွေမှာတိဆက်ပေးသွားမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်